အဲ့လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ် November လ1ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ် Okay ကျွန်တော် November လနေ့စပြီးမှာပေါ့နော်တရက်မှာ၃ပုတ်တင်နိုင်အောင်ကြိုးစားနေပါတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ ဒီတချို့သောသတင်းတွေကညမှတင်ဆက်တယ်ဆိုရင်နေ့လည်ကသတင်းတွေကနောက်ကျနေတဲ့အတွက်ပေါ့နော်အဲနေ့လည်မှသက်သက်ပြန်လဲတင်ဆက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့အခုရပိုင်းမှာအားလုံးသိတဲ့အတိုင်းပဲရွေးကောက်ပွဲနှီးလာတဲ့များသတင်းတွေကလည်းအများကြီးတက်နေတာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီညမှာလည်းသတင်းပြည်တွေမကြည့်ခင်မှာလိုရီတူရှင်သတင်းလေးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့မန္တလေးတိုင်းညောင်မြို့နယ်ငသရောင်မြို့စခန်းကနေစစ်ကြောင်းထုထွက်လာတဲ့အင်အား100ခန့်ပါစစ်ကြောင်းကိုတိုက်ခဲ့ရာစစ်ကောင်စီတပ်ထိခိုက်တိုက်စုံမှုတွေရှိတယ်လို့ပကံပြီးဘလူးတက်လို့ခေါ်တဲ့ညောင်ဦးမြို့နယ်ပြည်သူ့ကကွေတပ်ဖွဲ့ပကပတောင်ရှိသူကနေသတင်းပို့ထားတယ်လို့သိရပါခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကလည်းစကိုင်းတိုင်းရှီဘုတ်ခိုင်ရှီဘုတ်မြို့နယ်နောက်ချမ်းကတီလုံးပြူရွာကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းနဲ့ဘုံသီးကျဲချတိုက်ခဲ့ခဲ့လို့ပြူကောင်းဆောင်တအုပ်မြေရောစာဖြစ်ပြီးပြူစော်တီလေးဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မှာစစ်ကောင်စီစစ်တပ်စစ်ကြောတိုက်ခိုက်ရာနှစ်ဦးသေပြီးလက်နက်တစ်လက်ရရှိခဲ့တယ်လို့ဒနုပီအမျိုးသားကာကွယ်တပ်မတော်ကသတင်းပေးပို့ထားပါတယ်။အင်အားကခန့်မှန်း20လောက်ပါတယ်။လက်တလုံးပွဲဖြစ်တဲ့နေရာအနီးနားလက်နက်ကြီးပြတာတွေရှာဖွေတာတွေရှိတယ်လို့ပြည်ပြည်သတင်းရသိရပါတယ်။မကွေးတိုင်းမြန်မြုန်နဲ့တရက်ကံပြူစောရီရွာကနေနွားစာလာရတဲ့ပြူစောရီတယောက်စနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးတိဆုံခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစုကသတင်းထုတ်ပြန်ထားပါတယ်နော်အဲ့တော့တွေ့တဲ့အတိုင်းပဲနေရာတိုင်းမှာရသလိုစော်နေတာဖြစ်ပါတယ်နော် ကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့ဒါကကေပီတဲ့သတင်းပေါ့နော်ကွန်ကရစ်မြို့ဖက်ကိုစစ်ကြောင်းထိုးလာတဲ့အချမ်းဘက်စစ်တပ်နဲ့တော်လိုင်းဘောတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးစစ်သား၈កောင်မျိုးစားဖြစ်သွားတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ကေပီနဲ့ကွန်ကရစ်မြို့ဖက်ကိုစစ်ကြောင်းထိုးလာတဲ့အချမ်းဘက်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းဘောတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာစစ်သား၈កောင်မျိုးစားဖြစ်ပြီးလက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ ကြားလို့မှကောင်းကြသေးလားမနော်နှစ်ပေါင်း40လောက်နေလာတဲ့ပြည်သူတွေနေလာတဲ့နေရာကိုအခုချိန်မှာခရိုနီတူပိုင်ဆိုင်တဲ့မြေနေရာဆိုပြီးမှအဲ့ဒီနေရာကိုဒီအိမ်တွေဖြိုချဖျက်ဖျက်ဆီးလိုက်တယ်ပေါ့နော်အဲ့ဒီဒရင်လေးကိုတစ်စရားတယ်နားတော့ကြည့်အောင်နော်မန္တလေးတိုင်းပြည်စည်းတကူမြို့နယ်ငွေတော်ကြီးကုန်းရပ်ကွက်မှာရှိတဲ့နေအိမ်အလုံး300ကျော်ကိုအော်တိုဘာလ30ရက်နေ့မနက်8နာရီဝန်းကျင်ခန့်ကစပြီးနေအလုံး300နေရမှာနော်ဖျက်ဆီးနေပြီးပုဂ္ဂလိကတထေတူပိုင်ဆိုင်တာလို့သိရှိရပါတယ်ဒုတ်သားကင်ဆောင်ထားတဲ့လူတစုကငွေတော်ကြီးကုန်းရပ်ကွက် အကွက်အမှတ်196ကကြီး196ခါခွေနဲ့196ကကြီးကနေအင်းဒီကိုအော်တိုဘာလ9ရက်နေ့နောက်ဆုံးထားဖြတ်ဖို့တိန်တဆင်လိုက်လံကစပေးဝေခဲ့ပြီအဲ့ဒီနေ့အထိဒေသခံတွေကဖြတ်ပေးတာမရှိတာကြောင့်အော်တိုဘာလ22ရက်နေ့နောက်ဆုံးထားဖြတ်ပေးဖို့စာထပ်မံပေးဝေခဲ့တယ်လို့သိရှိရပါတယ်စစ်ကောင်မရှင်ရဲ့အမိန်ခွင့်ပြုချက်လမ်းကြောင်းနဲ့နေအင်းဒီကို ဖြတ်စည်းတာမျိုးမဟုတ်ပဲခရိုနီနဲ့လူမိုက်ပြူတွေကအုပ်စုဖွဲ့ကဝင်ရောက်ဖြတ်စည်းတာလို့ဆိုထားပါတယ် 2024ခုနှစ်လောက်ကလည်းစာရီဝီတယ်ဖေပေးပေါ်အဲ့ဒီနေရာတွေကဝေးထားရတာပါတကွက်ကို300ကျော်ပေးပြီးအိတ်ဆောင်နေကြရတာအင်ဂျီအိမ်ကောင်းနေပါ နောက်မှ ခရိုနီတထေးကပိုင်နာကိုတည်ကြရတာပထမဆုံး2024ကစာရီဝီတယ်ဖေပေးဖြူမဲပါညာဆိုတော့တအိမ်ကိုလစဉ်3500အနည်းဆုံးစုပြီးပေးရတယ်အခုအောက်တိုဘာလမှာလာပြီးတော့ပတ်စံသူတို့ကိုစုမပေးတော့ဘူး အရင်လိုလည်းမပေးဘူးဖဲလည်းမပေးတော့အခုလိုဘူဒိုဇာနဲ့ထိုးတော့တာပါပဲကျမတို့စီမှာဆစ်ဆောင်တွေဝန်ထမ်းတွေရှိပါတယ်အကုန်လုံးကအိမ်တွေဝင်းတွေကိုတင်ရချီပေးဝယ်ပြီးစောင့်နေကြရတာပါနောက်မှဘသူပိုင်နာဘာညာလောက်တာနေလာတာလဲနှစ်တွေလဲကြာပါပြီလို့အိမ်ဖြူခံရသူအသက်32နှစ်အရွယ်မလုံးလုံးအမိလွဲကပြောဆိုထားပါတယ်စစ်ကမရှိရဲ့အုပ်ချုပ်ရေးပိုင်းကယုံနေမှာချက်မိတ်နေစတင်ထားတာမျိုးလဲမရှိသလိုလာရောက်ဖြက်စီးတဲ့သူတွေကအပြာဝိပြည်သူ့လုံခြုံရေးအဖွဲ့ ပါလာကဖအမိခံတွေကလာရောက်ဖျက်ဆီးနေတာလို့သိရှိရပြီးရင်းနဲ့တက်မပါပဲဒုတ်သားကင်ကဖျက်ဆီးနေတာလို့သိရပါတယ်။ဒီဘက်ကဥဆောင်ခိုင်းတာပေါ့နော်။သူတို့ဖျက်နေတာကိုဖုံးနဲ့ဓာတ်ပုံရိုက်တဲ့သူတွေကိုဖမ်းသွားတယ်။ဘဲခေါ်သွားတယ်မသိဘူး။အနာကတ်တဲ့သူဓာတ်နဲ့ခုတ်မယ်တကယ်ကယ်လုပ်တယ်။ကို့အိမ်ပါလို့မှရဲရဲတောင်မငိုရဲဘူး။ရှိတာလေးပိုက်ပြီးအဝေးကငေးကြည့်နေရတာ။ဖုံးနောက်ဖွက်ထားရတယ်လို့အိမ်ဖျက်ဆီးခံရသူဒေသခံတအူးကထပ်မံပြောဆိုထားပါတယ်။ တတိယပြောင်းလို့တော့နောက်ကောင်နေစီသူတွေကိုစတင်ခဲ့ပေးမယ်မန္တလေးအစိုးရကမတိကျိုးကျိုးပြုကပြည်သူ့လုံခြုံရေးအဖွဲ့ပါလာကဖအမိခံအဖွဲ့တွေနဲ့လူမိုက်တွေကချက်မိတ်မပါပဲဝင်ရောက်ဖြည့်ဆည်းခဲ့တာဖြစ်ပြီးစစ်ကောင်မရှိရဲ့ခွင့်ပြုမိန်လည်းမပါဘူးလို့သိရှိရပါတယ်ငွေတော်ကြီးကုန်းရက်ကွက်မှာရှိတဲ့နေအိမ်အလုံး300ကျော်ကိုကျူးကျော်နေထိုင်သူတွေလို့သတ်မှတ်ပြီးဖြတ်ပြီးပြောင်းပေးဖို့အောက်တိုဘာလ1ရက်နေ့အထိ notice စာ3ချိန်အိမ်တွေကိုပို့တယ်ပို့တိုင်းပတ်စံကောက်ပြီးပေးရင်မဖြတ်ဘူးအခုကမပေးတော့မှလာဖြတ်ကြတာ စစ်တပ်နဲ့ရဲအစားအပြာဝတ်တွေကိုတုံးတာထင်တယ်။ကျွန်တော်တို့တီးတလောက်ကတော့ဖြတ်ခွင့်အမိန့်နေလဲမပါပါဘူး။မန္တလေးတိုင်းကအစိုးရအဖွဲ့ရဲ့ခွင့်ပြုမိန့်လို့အုပ်ချုပ်ရေးလမ်းအတိုင်းစာရင်းနဲ့ဖြတ်တာမျိုးမဟုတ်ဘူး။ခရိုနီနဲ့လူမိုက်တွေပေါင်းပြီးလုပ်တာမျိုးပါ။အစိုးရဘက်ကမသိချင်အောင်ဖြတ်ရမယ်နော်။ဆိုပြီးပြည်သူတွေကိုလှုပ်ချင်တယ်လို့လှုပ်သွားတာလို့တီးတောက်ခန့်တဦးကထပ်မံပြောဆိုထားပါတယ်။ဝေရောကြီးကုန်းရက်ကွက်မှာအနှစ်30ကျော်40မိပါနေလာသူတွေဟာ 2024ခုနှစ်မှာသူတို့နေတဲ့နေရာဟာခရိုနီတူပိုင်ဆိုင်တာလို့သိခဲ့ရပြီးတိမ်မောင်းတောင်းချီတန်တဲ့နေအိမ်အလုံးရာကျော်နဲ့နှစ်ထပ်ပြင်အောင်အိမ်တွေအပါအဝင်စစ်ကောင်မရှင်ရဲ့ဝန်ထမ်းတွေနဲ့စစ်ဆောင်တွေအဝယ်ယူနေထိုင်နေတဲ့အိမ်တွေပါဖျက်ဆီးခဲ့ရပြီးဘုံကြီးကျောင်းနေတဲ့ဇေဒီပထိုးတွေကိုပါဘူရိုဇာနဲ့ထိုးနေတယ်လို့သိရှိရပါတယ်ရှင်။ကဲကြားလို့မှကောင်းကြသေးလားနော်။အဲ့တော့ပြည်သူတွေနေလာတာနှစ်40ရှိနေပြီ။အခုမှခရိုနီပိုင်နာဆိုပြီးမှဖြစ်တယ်ပေါ့နော်။ဖြစ်တာကလည်းပတ်စံသွင်းရင် မဖြစ်ဘူးပတ်စံမသွင်းတဲ့ခါကျမှလာဖြစ်တယ်ဗောနော်အဲ့တော့မင်းအောင်လိုင်းအုပ်ချုပ်နေတူရတာပီတူဒီကဒီလိုပဲခန်းစားနေမှာဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်နားထောင်မဲ့သတင်းကတော့အခုမန်လေး PDF ကဒီမိုးကုတ်ကိုထိတ်ကောက်ွယ်မေးလို့ပြောပြီးမှာဗောနော်ဒီတရင်တက်ဖွဲ့တွေစုနေတယ်ဗောနော်ဒါပြီးမှာလာပြီးပူပေါင်းဖို့လူတွေကိုလည်းဖိတ်ခေါ်နေတယ်အဲ့ဒီမှာကျွန်တော်တို့လေးစားရတဲ့အမြင့်ကျန် Black Tiger ကိုမိုက်ခဲကိုလည်းပါတယ်ဗောနော်အဲ့ဒီကြောင့်ပတ်သက်ပြီးတင်ဆက်ထားတဲ့နားထောင်ကြည့်အောင်နော်ဟုတ်ဖိတ်ခေါ်တာ ရှိတယ်ဗောနော်ရေးဖို့ဖိတ်ခေါ်တာရှိတယ်အဲ့ဒီမှာကျွန်တော်တို့ ENN ကကျွန်တော်တို့ပြန်ကြားရေးဒါပြောရေးဆိုခွင့်ရှိသူလွေရီဦးကလည်းဒါပြောထားတာရှိတယ်သူတို့မှာဒါပြည်သူလူထုအတွက်ဒါအများကြီးစဉ်းစားပြီးတော့မှဗောနော်အဲ့ဒီလိုမျိုးညှိနှိုင်းချက်ကိုလက်ခံခဲ့တယ်ဆိုတော့စကလုံးစကရက်ထွက်လာခဲ့တာကြီးကျွန်တော်တို့တွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းပြည်သူလူထုအတွက်အကြည့်ရလို့ဒါပြောတဲ့စကားလည်းတွေ့ရတယ်လို့ဒါမြည်တို့ မိပုံရောက်ကျန်တဲ့အကြောင်းချင်းရတွေတော့အများကြီးရှိမှာပဲဗျာဒါကတော့ထားလိုက်တော့မပါတော့ဆိုတော့တေချာသွားပြီမပါတော့ဆိုတာကတော်လိုင်းမှမပါတာတော့မဟုတ်ဘူးတော်လိုင်းမှအကြောင်းတစ်မျိုးမျိုးနဲ့တော့သူကနဲ့သူပါလို့ရတဲ့အခွက်တင်နဲ့တော့ပါလာလိမ့်မယ်ပေါ့နော်ဒါကတော့တပိုင်းပေါ့အဲ့တော့မိုးကိုကိုတော့တို့မကာခွေတော့တာတော့လောကတေချာသွားပြီအဲ့တော့ကျွန်တော်တို့မန်လီပီဒီယာကမိုးကိုကိုကာခွေမယ်ကာခွေမယ်ဆိုတာကလည်း မိုးကိုကိုစစ်ကောင်စီလက်ကိုလုံးဝမကြသေးရပါဘူးလို့တော့ဘယ်သူမှအာမခံလို့မရဘူးစစ်ဆိုတဲ့သဘောတရားကတော့အဆုတ်အတက်ရှိမယ်အချိုးအဝဲရှိမယ်အလှည့်ပြောင်းရှိမယ်ဒါကတော့အကုန်လုံးသဘောတရားတွေကတော့အများကြီးရှိပြီးသားပဲပေါ့နော်အဲ့တော့မန်လေး PDF ကတော့တတ်နိုင်သမျှအစွမ်းကုန်ကာကွယ်သွားမယ်ဆိုတဲ့လူတွေဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါမြင်းညာ Black Tiger ကကျွန်တော်တို့ဗိုလ်မိုက်ခဲတို့ကဒါမန်လေး PDF နဲ့အတူပူးပေါင်းပြီးတော့မှလက်ရှိမိုးကုတ်မှာကာကွယ်ဖို့အတွက်ဒါအသင့် ဖြစ်နေပြီပေါ့နော်ကာကွယ်ဖို့တဲ့အသေးဖြစ်နေပြီလုံးဝမကြအောင်ကာကွယ်နိုင်မလားဆိုတဲ့ဟာတော့ဒုမအာမခံလို့မရဘူးပေါ့နော်အာမခံလို့မရဘူးအဲ့တော့ကျွန်တော်တို့တိမ်မိသားနေမြေတွေကပြန်ပေးလိုက်ရတယ်ဒါပေမဲ့ကျွန်တော်တို့ရအောင်ပြန်သိမ်းနိုင်တဲ့နေရာကြီးလေရှိခဲ့တယ်ပေါ့နော်အဲကျွန်တော်တို့ဥပမာတစ်ခုပြောရလို့ရှိရင်တေဘောဘိုးစခန်းပေါ့နော်တေဘောဘိုးဆိုဘျူဟာထိုင်တာစစ်တပ်ကဘျူဟာထိုင်တာ ဗျူဟာမှုရဲ့အထက်မှာတက်မှမှုပဲရှိတော့တယ်တက်မှမှုရဲ့အထက်မှာတိုင်းမှုနော်ဗျူဟာမှုဆိုတဲ့ဟာကတက်ပြုံမှာနံပါတ်ချစ်တက်မှာဆိုလို့ရှိရင်နံပါတ်6ခွန်လောက်သွားတယ်ဗောနော်6ခွန်လောက်သွားတယ်ကာကွယ်ဦးစီးချုပ်ဒူးချုပ်ကာစရာမှုပြီးွားရင်တိုင်းမှုတက်မှမှုဗျူဟာမှုမင်းအောင်လိုင်းကနေပြန်အောက်ကိုပြန်ကြီးမယ်ဆိုလို့ရှိရင်နံပါတ်6อืมအဆင့်မှာရှိတယ်ဗောနော်ဗျူဟာမှုဆိုတဲ့ကောင်ကနံပါတ်6အဆင့်မှာရှိတယ်ဒီကောင်นี่ ထိုင်ခင်းလာတော့မှပဲတီဘောဘူပရမတ်တစ်ခေါက်တိုက်လိုက်တယ်ကျွန်တော်တို့တိတ်ရတယ်နောက်တစ်ခေါက်စစ်ကောင်စီကပြန်တိုက်ပြီးတော့မှယူတယ်ပြန်ပေးလိုက်ရတယ်အခုနောက်တစ်ခေါက်ပြန်တိုက်လိုက်တယ်တုံးဝခွေးပြေးဝက်ပြေးကျွန်တော်ထိုင်းနေသည့်ထွက်ပြေးပြီးတော့မှထိုင်းစစ်ကားတွေပါစီးပြီးတော့ဒီကောင်တွေမြောက်ရီကိုပြန်ဝင်သွားတဲ့ကောင်နေပေါ့နော်ဒီလိုကောင်မျိုးတွေကအစားကျွန်တော်တို့ဒုတိယချိန်ကပြန်သိမ်းထားဆိုလို့ရှိရင်လုံးဝဒီကောင်တွေတက်မလာနိုင်တော့တဲ့အခြေအနေသိကာဝယ်ထားနိုင်တယ်အဲ့တော့ပထမတစ်ချိန် တိမ့်ခဲ့မှုတဲ့နေရာတွေပြန်ပါသွားတဲ့အတွက်လဲကျွန်တော်တို့ဒါဟိုနှိမ့်နိုင်ပြီးပြန်ပေးရတာလဲစာလို့ရှိရင်တို့တိုက်နိုင်လို့ယူသွားတာကကျွန်တော်တို့ဘုံတိတ်ခါကြီးရလဲအများကြီးရှိပါတယ်ဗောနော်အဲ့တော့ဒါမိုးကိုကိုတို့ရအောင်ကာကွယ်သွားမယ်ဆိုရယ်စိတ်နဲ့ကျွန်တော်တို့မိုးကို view ਆ နဲ့အတူမြင်းညာ black tie ကပုံမိုက်ခဲတို့ရှိပါတယ်အဲ့တော့ပုံမိုက်ခဲနဲ့အတူလဲကျွန်တော်ဒါ interview တစ်ခုလဲလုပ်ဖို့ စီတင်ထားပါတယ်ဗောနော်စီတင်ထားပါတယ်အဲ့တော့ဒီ interview ကြာလို့ရှိရင်ကျွန်တော်အဒါမင်းဒီဟိုမိုးနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်အသေးစိတ်မေးပြီးတော့မှဒါဟို interview လေးထပ်ပြီးတော့မှထုတ်ပေးပါမယ်ဗောနော်ကဲဒါတော့ဗောနော်မိုးကိုလည်းပတ်သက်ပြီးတော့ ဒီကျွန်တော်တို့တော်လိုင်းတစ်ဖွဲ့တွေဘလိုကောက်ကင်မလဲဆိုတော့ပြပြပေးထားပြပါနော်အဲ့တော့အချမ်းပဲစစ်ကောင်စီကတော့မရမကတိုက်မှာပေါ့နော်အဓိကကတော့လေချောင်းမှာပဲနော်လေချောင်းမရှိဘူးဆိုတော့ဘလိုမတိုက်စစ်စင်ဖို့မလိုပါဘူးသူတို့တွေကလေချောင်းအားကိုးနဲ့လုံနေတာပေါ့နော်အဲ့တော့တို့တော်လိုင်းတစ်ဖွဲ့တွေကတော့ဘလိုမျိုးခုခံမလဲဆိုတော့လည်းစိတ်ဝင်စားစရာကောင်းတယ်လို့ကျွန်တော်တို့ကတော့ယုံကြည်ချက်အပြည့်ရှိပါတယ်နော်ကျွန်တော်တို့တော်လာနိုင်မယ်ဆိုတော့ Okay နောက်တစ်ချက်တော့နားထောင်ပါမှာတော့အခုဆိုရင်ခင်ကြီးနဲ့ပေါင်းပါတွေကဒီ ရွေးကောက်ပွဲအတွက်မဲအတကုံဆွဲနေတယ်ပေါ့နော်ပြီးတော့ဒီ online မှာဝါဒတွေဖြန့်နေတယ်ဆိုတဲ့အကြောင်းကိုစီတုံ့သက်ချက်လေးနားထောင်ကြည့်အောင်နော်ပါတီခင်ကြီးကစပြီးတော့ကြံဖို့နာမည်နဲ့အပိတ်ဖွင့်တယ်ပြီးလို့ရှိရင်ခင်ကြီးနာမည်နဲ့ပိတ်ဖွင့်တယ်ပြီးတော့ရိုက်ကူကြီးအဖွဲ့ကိုစနစ်တကျတိဆောက်ပြီးတော့ online ဝါဒဖြန့်ရေးအတွက်ကိုတကယ်ထိထိရရောက်လုပ်နေတာဒါပေမဲ့သူတို့ဘလောက်ပဲလုပ်လို့အောက်ကပြည်သူကလည်းတောင်းဝင်ကြေစွာဝိုင်းဆဲကြအဲ့ဒါတော့ဒီမှာကြည့်လိုက်ပါကျွန်တော်ပြပါနော် ဒီဗီဒီယိုမှလည်းကြည့်ပါလိုက်ကျွန်တော်ကတော့အချမ်းပဲတောင်းတယ်မဲတခိုးကလိုခဲ့တာဟမ်မြမဒီမာပြီးသူပေါ်ကိုအကျန်းဖက်နေတာဘယ်သူတွေလဲခင်းဆက်ဆက်အကျန်းဖက်လာတာဘယ်သူတွေလဲဟုတ်တယ်နော်ကျွန်တော်မပြောကွန်မန့်တွေကိုကြည့်မပြမပြီးသူပြောတာခဏနှစ်ဆောင်ပြောပါနေမလိုက်ကဲโอเคဒီဖက်မှုကဖက်တွေလားဆက်ဖက်လားဆိုတဲ့အပေါ်မှာတကယ်တော့ပါတီနေတယ်ဘယ်လိုမျိုးအရင်သဘောထားကဖြစ်လာကြောက်ကြပြေလို့ရပါဟိုအဓိကလာတက်တာကတော့ဒီကောင်းစရာစိတ်မသာဘူးကောင်း ော်ပြည်ရင်းပြတ်ကတ်တခဲမှုဆိုတော့ဆိုလိုနေတာကလက်နဲ့ကြိုင်ပြီးရန်သားနေတယ်အဲ့လိုကြည့်လို့ဆရာပြေးခဏလေးမြန်မာပြည်မှာလက်နဲ့ကြိုင်ပြီးရန်ကားနေအယူဂျီရဆရာပြေးလားပါပါတင်းထားတဲ့ခိုးရည်လားဟုတ်လားနော်ကြည့်အဲ့တော့တခါကျရင်ပုံကျွန်တော်စဉ်းစားတယ်အခုကတူးပဲကိုပဲအနိုင်ရရေးလောက်အသိပြောနေကြပြီအဲ့တော့ကျွန်တော်စဉ်းစားတာအခုကဲထောင်းတော်နိုင်မအင်အားစုကသူတို့ပြောဆိုသူတို့ကနိုင်သွားပြီကြာ ဲ့တော့မတရားလုပ်တဲ့လူတွေမတရားပြောတဲ့လူတွေရုံမာတဲ့လူတွေကောက်ကျစ်တဲ့လူဒါတွေကလောကကြီးကိုအနိုင်ရပြီးတော့သူတို့အတိုင်းကြီးကိုအုပ်ချုပ်မှာလားဘလုံးလက်ခံပေးလို့ရတဲ့အရာမဟုတ်ဘူးနော်ဒါကမလို့အဲ့လိုအုပ်ချုပ်မှာဆိုရင်နေရတာနဲ့တေရတာကမြတ်သေးတယ်တတကယ်ပြောတာဒါကျွန်တော်ခံယူချက်ပဲရှင်းရှင်းလေးပဲကျွန်တော်တို့တိုင်းပြည်အပေါ်ကိုလှုပ်လို့ဆိုအဲ့ဒီခံယူချက်တစ်ခုနဲ့ပဲနော်ဒီလိုတိုင်းပြည်ဖြစ်နေတဲ့ကောင်တွေကသူတို့မှန်ပါတယ်ဆိုပြီးတော့မတရားတာလုပ်တယ် ရုပ်မာတယ်ရက်ဆက်တယ်မဟုတ်တာပြောတယ်အဲ့ဒီလူတွေကသူတို့တားလေးမှန်ပါတယ်អော်နေတဲ့တိုင်းပြည်ဆိုတော့ဒါကြီးကကျွန်တော်ကဘာအရေးကြီးအောင်ကြည့်လိုက်မယ်ဆိုတော့ကဘာမှာလည်းဒီလိုဖြစ်နေတာဗျအဲ့တော့လောကကြီးကလေဟိုခက်ပြက်ကြီးကိုရောက်လာတယ်ဆိုတော့တကယ်မှန်တယ်အကောင်းပြောတာကောသလမင်းအိမ်မှာ16ချက်သေးရလို့အခုမှကြီးပြောနေတယ်ပေါ့ပြီးကြီးလိုက်တော့ဒီဒီဘက်က PNL ကို AP ကို MNDA ကိုနောက်တော့ကုလသမဂ္ဂအပါဝင်ပေါ့နော်ပါဝင် o tenu pri pa ko bi si ko le chi ma ko mi no so lo ni la ma tu ga ya en se la ma tu lo e le o pop che to le o chu do i u chu tra ga tu da tu na pu ko pa ta pa wa ne ti sa le မထူးပါဘူးမြန်မာတနိုင်ငံလုံးအကုန်အကျမ်းဖက်ကြီးပဲဗျာကျွန်တော်တို့စစ်တပ်တစ်ခုပဲလူကောင်းတွေပါလို့ပြောလိုက်မကောင်းဘူးလားဘာလို့ဘာကြံသေးလို့လဲဟမ် UNGCR, BDA, EAO ဆိုတော့ ဟိုးအောင်ရေးတဝဲဘိတ်ကော့တောင်းလာစပြီးတော့ဟိုးကချင်ပြည်နယ်ဘူးဒီနာအထိအကောင်လုံးဟိုးမြို့ဟိုးဟိုးဟိုနေကြီးစာပုံလေးနော်စစ်တပ်နဲ့မဖြစ်တဲ့အရက်ရှိတာစစ်တပ်နဲ့မဖြစ်တဲ့ဒေတာရှိတာဟမ်အမမဲအဲ့ဒီဟာတွေအကုန်လုံးကအကြမ်းဖက်ဆိုတော့သူတို့စစ်တပ်တခုလည်းဒီနိုင်ငံမှာကောင်းတာပေါ့တကယ်ပြောင်းလဲပြောင်းစားနော်ခင်ဗျားတို့ဝင်40ကျော်50ကျော်ကအကြမ်းဖက်တွေပါ9သိန်းတော့ရှိတဲ့ မင်းအောင်နိုင်ခေါင်းဆောင်နဲ့သူတို့ကြံ့ဖို့ကစစ်တပ်အားတွေလူထွက်တွေအပါဝင်ပေါ့နော်အဲ့ဒါသာရှင်လူကောင်းတွေပါလို့ပြောလိုက်မပြီးပါဘူးလားမထူးတော့ဘူးလေအဲ့လိုပဲပြောလိုက်ပေါ့နော်တခိုးကလူဖြစ်တာရှင်းရှင်းပြောရင်တခိုးကလူဟဲ့လူဟဲ့အောနေတဲ့တိုင်းကြီးအဲ့ဒါကြည်ထားဗျာနော်အများကြီးပြောချင်စိတ်မရှိတော့နော်အဲ့တော့ထပ်သူစကားအောင်ကျွန်တော်တော့နားမထောင်ချင်ဘူးစက်တွေတုံးလို့တမအုပ်ကျွန်တော်ပြချင်တာသူတို့တွေစောက်ရှက်မရှိပြောနေပေမဲ့အောက်မှာရှိတဲ့ပြည်သူကဒါတော်မှဒီနေ့ခင်မှာကွန်မန့်လေး မှန်လာနဲ့ဟာဟာပေးတာတော့မဖမ်းပြီးထောင်ချနေတယ်ဟုတ်တယ်အောက်မှာကြီးလိုက်အဲ့ကျွန်တော်ပြောချင်တာကဒီမှာဝင်မှန်းတဲ့လူတွေဒီဒီတွင်မှာရှိတဲ့လူတွေအနေနဲ့ command တွေမှတ်တယ်ဆိုရင်လုံးဝအကောက်စစ်နဲ့မမှတ်ပါနဲ့အကောက်အတုဖွင့်ပါတခုရှိတယ်အကောက်အတုတုံးပြီဆိုတဲ့က6800ဇာမဖြစ်ဖို့အတွက်တောင်းဝင်ယူမှုတောင်းဝင်ခံမှုရှိစွာနဲ့ကိုယ့်ရဲ့အကောက်ကိုတုံးဖို့လိုအပ်ပါတယ်နော်သူများပေါ်မဟုတ်တာမဆွဆွဲနဲ့မမှန်တာမပြောမိစေနဲ့ မှန်တာကန်တာကိုအချက်နဲ့အလက်နဲ့ပြောပြပါအဲ့တော့ပြည်တွင်းရဲ့ညီကိုမောင်နှမတွေကျွန်တော်တောင်းဆိုချင်တာကအကောင့်အစ်စ်နဲ့ဘလောက်ပဲမခံချင်းမစေဘလောက်ပဲဒေါရတွေဖြစ်နေပါစေအခုဒါမျိုးစဲချင်စရာပေါ့ဟမ်လုံးမာဒါတွေမပဲစံပြောမှာပဲဟုတ်တယ်မလားအဲ့တော့ဒေါရထွက်ပြီးတော့ဝင်ရင်းပြီးလိုက်မယ်ဆိုရင်ဒါတွေကိုပြဿနာရှာနေတာอืมဟုတ်တယ်နော်လူမဆန်တဲ့လောက်ရက်ကြီးလောက်နေကြတယ်မချောင်းဝင်းမနာတာမိုင်ရိုင်းရက်ဆက်ကြမ်းကြုတ်နေတာ ဲ့တော့အဲ့လိုလူမျိုးတွေကိုရင်ဆိုင်တဲ့နေရာမှာကျွန်တော်တို့ဘက်ကဉာဏ်ပညာရှိဖို့လိုအပ်ပါတယ်အဲ့တော့မလွတ်လပ်တဲ့လူတွေအနေနဲ့လုံးဝအကောက်အစစ်နဲ့သူတို့ကိုမပြောပါနဲ့ဒါပေမဲ့မပြောဘဲနဲ့မနေပါနဲ့ခမားတို့ရင်တဲကပြောစရာရှိတာကိုပုံမှန်လေးလေးပဲကျွန်တော်ပြောမယ်ထောက်ခံခြင်းထောက်ခံလိုက်မထောက်ခံပါနဲ့မပြောဘူးတော့ခမားတို့ရဲ့အတ္တိတရားခမားတို့အတွင်းမြင်ပဲကျွန်တော်လည်းအတ္တိတရားမြင်တဲ့လူအများကြီးရှိပါတယ်ဒါပေမဲ့ပြည်တွင်းမှာရှိတဲ့လူတွေကိုကျွန်တော်မြေတားရက်ခံနေတာအကောင့်အစ်စ်မတုံးနဲ့အကောင့်အတူတူတောင်းနေမှုတောင်းနေမှုရှိဆိုတော့တော့ နော် knowledge share လေးလုပ်မယ်ဒီလိုမျိုးမဟုတ်မမှန်ပြောနေတာကိုဘယ်နေရာမှာဘာပြောရဲဆိုတဲ့ဟာမျိုးတွေအချက်နဲ့အလက်နဲ့ဝိုင်းပြောကြမယ်နော်မပြောဘဲနဲ့မနေပါနဲ့အခုဒီနေ့ command တွေကိုကျွန်တော်ဖတ်ကြအောင်ကြည့်ပါပါရှင်ဆုံး all command ယူရမယ်နော်ကဲဒီမှာထိတ်လင်းအောင်တဲ့စလာတဲ့ကတွေ့ပြီနော် ခွေးဆိုတော့ခွေးစကားပြောမှာပေါ့တဲ့နော်ညီမလေးခင်ကြီးတဲ့ထဲ့ချင်လို့တားဖတ်တုံးရအောင်တဲ့ နောက်တစ်ယောက်ကပြည်သူကမင်းတို့ကိုခွေးပဲမြင်တယ်ကဲကမနေဖတ်ကြည့်တယ်ဆိုရင်တော့ကောင်းတာတခုမှမရှိဘူးเนาะခင်ဗျားတို့ဆဲထားတဲ့ဟာကြီးပေါ့เนาะအဲ့တော့တို့ကလည်းအချက်မရှိဘူးပြောရဲတယ်ပေါ့เนาะအဲ့တော့ခုနကကိုစီပြောသလိုပဲတနိုင်ငံလုံးနဲ့ပတ်ပြီးတော့ရန်ဖြစ်နေပြီးတော့တို့ကပဲအမှန်လုံနေကြပါဘောเนาะပြဖို့ကောင်းတယ်ဝမ်းနေဖို့လည်းကောင်းတယ်ပဲကျွန်တော်တို့တိုင်းပြည်မှာတကယ်ပဲအဲ့လိုဖြစ်သွားကြတယ်ဟိုကတော့မင်းအိမ်မှာ16ချက်သေးကတကယ်ပဲမှန်တယ်เนาะ ောင်းကျိုးလာနော်ဒါအရင်ခေတ်ကလူကြီးတွေပြောတယ်ကပ်ဘေးဆိုင်မယ်ကပ်ဘေးဆိုင်မယ်ဆိုတော့ယောဂန္တနာကတတန္တနာကဒုပ္ပေကန္တနာကယောဂါကြောင့်ဖြစ်တဲ့ကပ်ဘေးစိလနာကြောင့်ဖြစ်တဲ့ကပ်ဘေးငမို့ကောင်မဒီတဘာဘေးအနေကြောင့်ဖြစ်တဲ့ကပ်ဘေးဒါရီယာမြန်မာပြည်မှာတကယ်ဖြစ်နေတာတကယ်ဒါကပ်ဆိုင်နေတာဗျရိုးရိုးမဟုတ်ဘူးနော်အဲ့ဒီကပ်ဆိုင်နေတဲ့အချိန်မှာဒီလိုလူယုံမာတွေကဘာဖြစ်တယ်ခင်ပေါ်ကြော်ချလာတာနေရာတွေဝင်ယူလာတာအဲ့တော့အဲ့တော့လူယုံမာတွေခင်ပေါ်လာတယ်တူတော်ကောင်းတွေဘေးရှဲလေလူယုံမာတွေပေါ်ပေါ်လာတယ်ဖြစ်နေတယ် ဒါကြောင့်မို့လို့ကျွန်တော်တို့အမုန်းခံပြီးပြောနေတယ်ဆိုတာလူရာဝင်ခြင်းလူတည်ကြည်အောင်နဲ့ဘယ်ဒီနေ့ခေတ်ကြီးမှာဆိုရှယ်မီဒီယာမှာလူရာဝင်ဖို့ဆိုတာလွယ်လွယ်လေးဗျာနော်လွယ်လွယ်လေးနော်ဝင်ခြင်းလာခဲ့ကျွန်တော်တို့ပြင်မယ်လူတည်အောင်လုပ်ဖို့အတွက်နော်ဆယ်လီပြည့်အောင်လုပ်ဖို့အတွက်ဆိုလွယ်လွယ်လေးဒါပေမဲ့ကျွန်တော်တို့ဒီဒါတွေကိုလွပြောနေတယ်ဆိုတာလက်မခံနိုင်ဘူးဒါပုံမှန်လေးအယောတာဆုံးပြောတာဒီလိုမတရားမှုကိုကိုယ်တိုင်မလုပ်ဘူး လုံလာတဲ့ဒူတွေဒီတိုင်းမှမလုတာလက်မခံပေးနိုင်ဘူးအဲ့ဒီစိတ်တစ်ခုနဲ့ပဲကျွန်တော်တို့တွေတော်နိုင်ရေးမှာပါဝင်တာနော်ဒါပေမဲ့ခဏကပြောသလိုဘယ်ဘက်ကပါဝင်ပါဝင်ပေါ့တော်နိုင်ရေးမှာငွေကြေးနဲ့ပတ်သက်တဲ့ဒူတွေဆိုရင်အာကိုကျိုးရှာတဲ့ဘာညာဆိုဆဲကန်ထိတယ်ဟိုငွေကြေးနဲ့မပတ်သက်တဲ့ PDS ဆိုလဲအာဗလတ်တွေဘာဆိုဆဲကန်ထိတာပဲဟို NUD ဆိုလဲဆဲကန်ထိတာပဲဘယ်နေရာမှာနေနေကြည့်ပါ NUD တိုင်းနာ EOL ခေါင်းဆောင်တွေဆဲကန်ထိတာပဲနော်ဟောက်ဖို့တွေဆဲကန်ထိတာပဲ နော်နောက်ဆုံးတော်လန်ရုပ်လှူတဲ့ပြည်သူတွေတော့မှနော်ဟိုပိုင်ရဲပေါ်ဆိုတဲ့အဲ့မင်းသားယူပုံမင်းကိုလို့ဆိုရင်ကျွန်တော်အားပေးတဲ့တိတ်တောက်ကဆဲတာဟုတ်တယ်စဉ်းစားကြည့်ဆိုတော့ဒါတွေကလေကျွန်တော်တို့ကဘယ်မှာနေနေငါတို့ကပြောကန်တိမှာပဲပြိုက်ခန့်ကန်တိမှာပဲအဲ့တော့ငါတို့တည်ထားမှာငါတို့ကိုယ်တိုင်မှန်ဖို့လို့မှန်တယ်ဆိုတော့ကိုယုံကြည်အောင်မှန်တာမဟုတ်ဘူးနော်မှန်တာကိုယုံကြည်မှရမှာယုံကြည်ရာကိုမှန်တယ်လို့ပြောလို့မရဘူးမှန်တာကိုပဲယုံကြည်ရာလို့တတ်မှတ်မှရတာဒါရှင်းရှင်းလေး နော်အဲ့တော့ကျွန်တော်တို့လို့ချင်တာချင်းပါတော့ဘယ်သူဘယ်သူမှလူပွားမဝါလို့မရတဲ့စနစ်ကိုကိုတိုင်းနဲ့သူများမဝါဘူးသူများနဲ့ကိုယ်လာမဝါတယ်အခုမြန်မာပြည်မှာဖြစ်နေတာအတဲလေးပေးလိုက်ကိုမန်းလေးမှန်းလိုက်တော့ဖမ်းပြီးထောင်ကြတယ်ဆိုတော့အော်ဒီကောင်တွေစစ်သားတွေလို့ပြောတယ်တော့ကြောက်တတ်တယ်ပေါ့ကြောက်တာကြောက်တာအဲ့ဒါကြောက်တာနော်အခုဘယ်နေဒိုက်တာမိုက်တီးဆိုရင်ဒါစဉ်းစားကြည့်ယောဂဖြစ်နေတဲ့အတက်ကြီးပဲကြီးနေတဲ့လူတယောက်ဆိုတော့ဒီလိုလူတွေတော့မှသူတို့အသေးအံဖမ်းပြီးထောင်ကြဆိုအဲ့ဒါဒီစစ်ဘုံချုပ်ကြီးကြောက်တာ အကြောက်တရားဒီစစ်ဘုံကျုပ်တွေဟာလေအသေးကြောက်တတ်တဲ့ကောင်တွေဂျွန်လကီးတွေမှန်ပဲတီတူတယောက်ဆိုရင်ဒီတိုင်း level ကျွမ်းဝဲပြီးဘယ်ကောင်မှမထိုးရဘူးဟမ်ဖမ်းမယ်စီးမယ်ထုတ်မယ်နှောက်မယ်စစ်တော်ရင်မှာအဲ့ချုပ်ထားတဲ့လူကိုထုမယ်ဟမ်တတ်မယ်နှိပ်စက်မယ်ပြီးရင်ထောင်ချမယ်တန်ချေချင်းခတ်မယ်လက်ချင်းခတ်မယ်ထောင်ချမယ်ဟမ်တီတူပေးထားတဲ့တနတ်ကိုခါရှက်ပြီးအဲ့တနတ်အာကိုနဲ့အဲ့တနတ်မတော့ကြည့်လူလူချင်း level ထိုးရတာမေးကြည့်ဟမ် အဲ့ပြောနေတဲ့ဟိုပယံကိုဆိုကောစစ်သားနေရတဲ့ level တက်တော့တိုက်ခိုက်ရေးကိုဘယ်လိုတင်နာမလဲလာခဲ့လာခဲ့တိုက်ခိုက်ရေးတင်မလာခဲ့တကောင်ကြီးထိုးမယ်ဘယ်လိုစစ်ကိုကြိုက်ရဲကောင်အဲ့မင်းအောင်နိုင်ရဆိုင်ကြိုက်ရဲကောင်လားတကောင်ကြီးထိုးမယ်အဲ့မင်းအောင်နိုင်ဆိုငါလက်တစ်ဖက်အောင်ကျိုးတော့ပေးမယ်လားကဲရှင်းရတော့တင်နာဆိုလဲကောင်မင်းအောင်နိုင်ဆိုကာချုပ်ဖြစ်နေတာလေဟမ်အမြင့်ဆုံးတင်နာမှာဟိုခရာတဲတို့ကပတ်နဲ့တို့ဂျူရိုတို့ဟမ်မွေထိုင်းတို့ဘိုင်တင်နာလာခဲ့လားကြိုက်တာတင်လာလေအဲ့မင်းအောင်နိုင်ဆိုကောင်မျိုးဆိုလက်တစ်ဖက်မချုပ်ပေးသားမယ်ကောင်ငါကဲဒါကကိုစေးသုံးသက်ချက်ဖြစ်ပါတယ်နော်အဲ့တော့ ချက်ဖက်မဲအောင်လိုက်ဖက်မှာတော့ခုချိန်မှာဆိုရင်တကယ်ပေါက်ကရတွေပြောပြီးမှဝါဒတွေဖြန့်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနကိုစီပြောသလိုတော်လိုင်းဖက် channel မှာဆိုရင်အစဲမခံရတဲ့ဖွဲ့စည်းဆိုတာမရှိဘူးပေါ့နော်အဲ့တော့အဲ့ဆဲတွေထဲမှာဆိုရင်တော့မှတခါတကြိမ်ကိုလူတွေတော့ပါတယ်ပေါ့နော်အဲ့လောက်ထိသူတို့ဝါဒဖြန့်တာအဲ့တော့ဒါတွေလည်းသတိထားဖို့လိုပါတယ်နော်ကျွန်တော်တော်လိုင်းဖက် channel မှာလည်းပေါ့နော်ရွေးကောက်ပွဲဖြတ်ဖို့ကြိုးစားနေကြပါတယ်နော်အဲ့တော့ဘယ်လိုပဲပြောမိုးကုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်လိုင်းအင်အားစုတွေကိုအားလုံးကပဲဒီ ဘာမှမထောက်ပံ့နိုင်တော့ပါเนาะစာနဲ့အဲ့လိုမျိုးခွန်အားပေးတဲ့ဟာမျိုးတွေထောက်ပံ့နိုင်ဖို့ပေါ့เนาะဒီကနေ့အကြံပေးချင်ပါတယ်အဲ့တော့မိုးကုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်လိုင်းအဖွဲ့အစည်းတွေကိုအားလုံးကဒီအခုချိန်မှာပေါ့เนาะတကယ်ပဲခွန်အားပေးဖို့လိုတဲ့အကြောင်းကိုသုံးသပ်သင့်ပြရင်းနဲ့ကျွန်တော်ဗီဒီယိုဆုံးသက်လိုက်ပါတယ်เนาะအစားဆုံးကြည့်ပေးကြမြတ်ဗီဒီယိုဆိုရင်ထူပဲချစ်စုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကျန်းဖတ်မင်းအောင်လိုင်းရေးစစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ